င်းချက်များနဲ့ရှိတော့ဆိုရဲကောင်းစင်ပဲဖြစ်ပါတယ်အဲ့တော့ဒီလိုအချိန်မှာပေါ့နော်နှစ်တစ်ခုကုံဆုံးသွားတယ်နှစ်သစ်တစ်ခုရောက်တယ်เนาะအဲ့လိုအချိန်မှာဆိုလို့ရှိရင်ကျမတို့ကအကုန်လုံးကဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှိရင်ကျမတို့ဒီမှာ motivation တွေရှိရပေါ့နော် motivation တွေရှိရဆိုတာကအဲကျမတို့တစ်ခုခုအပြောင်းလဲတွေကိုလိုချင်တယ်ကိုယ်တိုင်လည်းကျမတို့ပြောင်းလဲချင်တယ်ပြီးတော့ကိုယ်တိုင်လည်းကျမတို့ပြောင်းလဲဖို့ကြိုးစားတယ်ဘယ်လိုအရာမျိုးတွေနဲ့ပြောင်းလဲဖို့ကြိုးစားလဲဆိုကျမတို့ရဲ့ finance နဲ့ပတ်သက်တဲ့ financial ဘိုင်းနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အဲ့ဒီခါမှဒီအရာတွေကိုပို့ပြီးတော့ကောင်းလာအောင်ပို့ပြီးတော့စနစ်ကျဖြစ်လာအောင် systematic ဖြစ်လာအောင်ပေါ့နော်ကျမတို့သွားမယ်ဆိုတဲ့ဟာမျိုးကျမတို့စူးစမ်းခြင်းနဲ့စိတ်တွေပေါ်လာတယ်နော်နောက်တစ်ခုကကျမတို့အမှုအကျင့်နဲ့ဆိုင်တဲ့အရာတွေ behavior ဥပမာဒေါသကြီးတဲ့သူတယောက်ဆိုလို့ရှိရင်ဒါဒေါသမကြီးဘူးဒေါသကိုလျှော့မယ်ပေါ့နော်စေးလေးတောက်တတ်တဲ့သူတယောက်ဆိုလို့ရှိရင်စေးလေးကိုဖြတ်မယ်အစရှိတဲ့ဖြင့်ဝေးချမယ်အစရှိတဲ့ဖြင့်ဒီလိုမျိုးကျမတို့ပြောင်းလဲမှုတွေကို ကျမတို့မျော်လင့်တယ်ပြီးရဲ့အခါမှာဘာလုပ်ကြလဲဆိုလို့ရှိရင်တကယ်လဲကိုနှိုက်ကိုကစူးစမ်းခြင်းစိတ်တွေပေါ်လာတယ်ပေါ့နော်အဲ့တော့ကျမတို့ကပြောင်းလဲမှုတွေလို့ပြောတဲ့အခါမှာ changes တွေပေါ့နော် changes တွေပြောတဲ့အခါမှာဘလို့အရာတွေနဲ့ဘလို့အရာမျိုးတွေရှိလဲဥမာတစ်ခုကနေပုံစံတစ်ခုကနေတစ်ခုကိုကျမတို့ပြောင်းလဲသွားတယ် transition ဖြစ်သွားတယ်နော်အစ်စ်တွေ နော်အစ်စ်တွေပြောင်းသွားတယ်နော်စိတ်ပြောင်းသွားတယ်လူပြောင်းသွားတယ်ပုံစံပြောင်းသွားတယ်အနေအထားပြောင်းသွားတယ်နေရာပြောင်းသွားတယ်နိုင်ငံပြောင်းသွားတယ်အလုပ်ပြောင်းသွားတယ်အဆရှိတဲ့ပြင်ပေါ့နော်ဒီလိုမျိုးတွေရှိသလိုမျိုးနောက်တစ်ခါကျတော့နောက်ကိုယ်ချုပ်ကိုင်လို့မရတယ်လွှမ်းမိုးလို့မရတယ်အပြောင်းအလဲတွေကြာမှာကျမတို့ adapt ဖြစ်အောင်နေဖို့ပေါ့နော်အဲ့ဒီဥစ္စာလည်းပါလာတာမျိုးဖြစ်တယ်ဥပမာအဖြစ်အခုလို့အချိန်မှာကျမတို့အခုဆိုလို့ရှိရင်ပြီးပြန်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုကျမတို့အာ ဘာလုပ်လို့ရမလဲကျမတို့ control လုပ်လို့ရလားဆို control လုပ်လို့မရဘူးအခုချိန်ထိကျမတို့ဟိုအဖြေတခုကျမတို့ရှာလို့မရဘူးပေါ့နော်အဲ့တော့ကျမတို့စီမာကဒီလိုမျိုးအပြောင်းလဲဆိုတာဒီလိုမျိုးပုံစံနဲ့လာတယ်ကိုကစကိုကကိုနှိုက်ကနေပြောပြောင်းလဲတာမျိုးတွေရှိတယ်လို့မျိုးပြင်ပကနေပြောပြောင်းလဲတဲ့အရာတွေရှိတယ်ဒါပေမဲ့အဲ့လိုအရာတွေထဲမှာကျမတို့ဘယ်လိုနေမလဲဆိုရဲတော့ပြောင်းလဲမှုတွေပေါ့အဲ့တော့ ပြောင်းလဲမှုတွေအမျိုးစုံကြုံရတဲ့အခါမှာကျမတို့ကဘာဖြစ်တတ်ကြသလဲเนาะကျမတို့ဒါတွေကိုဘယ်လို handle လုပ်သွားမလဲเนาะဘယ်လိုမျိုးရှေ့ဥသွားမလဲပေါ့เนาะအဓိကတော့ဒီလိုမျိုးပြောင်းလဲမှုတွေကြောင့်မလို့ဖြစ်ပေါ်လာတဲ့เนาะကျမတို့ရဲ့အာစိတ်အတွင်းထဲကအခြေအနေတွေကိုယ့်ရဲ့ပြင်ပမှာရှိတဲ့အခြေအနေတွေအဲ့ဒီအပေါ်မှာမူတည်ပြီးတော့ကျမတို့ဘယ်လိုသွားမလဲဆိုတာကိုကျမဒီ talk လေးမှာပြောသွားမှာဖြစ်တယ်အဲ့တော့ ဒီ talk မှာကျွန်မအပိုင်း၃ပိုင်းနဲ့ပြောမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီပထမအပိုင်းကတော့ဗာလဲဆိုကျွန်မကြောက်စိတ်နဲ့ပတ်သက်တဲ့အကြောင်းကိုပြောမယ်ပေါ့နော်အဲကျွန်မတို့အပြောင်းလဲတွေနဲ့တွားတဲ့အခါမှာအပြောင်းလဲတွေအများကြီးကိုယ့်ကြည့်ကိုနော်ရောက်လာတယ်ကိုယ်ကလည်းပြောင်းမယ်ဘေးနားဟာတွေကလည်းအကုန်ပြောင်းတယ် external internal အကုန်လုံး changes တွေဖြစ်နေတဲ့အချိန်မှာကျွန်မတို့အရင်ဆုံးတွေ့ရတာဗာလဲဆိုကြောက်စိတ်ပေါ့နော်ဖြစ်မှာဖြစ်ပါမလားလုံမလုံနိုင်ပါမလားနော်ဒီလိုမျိုးစိတ်ပေါ့နော်အဲ့တော့အဲ့ဒီကြောက်စိတ်နဲ့ပတ်သက်ပြီးကျွန်မ ပထမတစ်ပိုင်းပြောမယ်။နောက်တစ်ပိုင်းကတော့ဗာလဲဆိုလို့ချင်းကျွန်မ focus နဲ့ပတ်သက်ပြောပြောမယ်။ကျွန်တော်တို့ကဘလို့အရာတွေကို focus လုပ်မလဲเนาะ။အဲ့တော့အဲ့ဒီ focus နဲ့ပတ်သက်တဲ့အကြောင်းပြောမယ်။နောက်ပြီးနောက်ဆုံးတစ်ပိုင်းကကြတော့ကျွန်တော်တို့ကျမတို့ဖြစ်နေတဲ့အခြေအနေပေါ်မှာကျမတို့ trust the process ပေါ့နော်ကျမတို့ process အတိုင်းအဲ့ဒီဖြစ်စဉ်အတိုင်းကိုကျမတို့သွားမယ်ယုံကြည်ပြီးတော့သွားမယ်ဆိုတော့အဲ့ဒီအပိုင်းသုံးပိုင်းနေကျမပြောမှာဖြစ်တယ်။ Okay ကျမတို့အခုချိန်အစားပြောပြောမယ်ပေါ့အဲ့တော့ကျမတို့ခုနပြောသလိုမျိုးကျမတို့စီမှာက နော်ဒီလိုမျိုးအပြောင်းလဲတွေကျွန်တော်ရင်ဆိုင်နေရတဲ့အချိန်ပေါ့နော်ကိုယ်၌ကလည်းပြောင်းလဲမယ်နော်အပြင်ကလည်းပြောင်းလဲမယ်အဲ့တော့ external internal changes တွေကျွန်တော်ဒီမှာရှိနေတဲ့အခါမှာအာကျမတို့စီမှာပထမအဦးဆုံးပေါ်လာတဲ့အရာဘာလဲဆိုလို့ရှိရင်ကြောက်စိတ်ဆိုတဲ့အရာပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ကြောက်စိတ်ဆိုတာကိုကြည့်မယ်အဲ့ခါမှာအမ်ခုနကကျမပြောသလိုပေါ့အပြောင်းလဲတွေရှိတဲ့အခါမှာကိုကကို familiar မဖြစ်တဲ့အရာတွေပေါ့နော်ကိုနဲ့အမ် family ကိုမြန်မာလိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့အရာတွေကိုကျမတို့စပြီးတော့ကြုံတွေ့ရတဲ့အစ်စ်တင်နဲ့ကြုံတွေ့ရတဲ့အပြောင်းလဲတွေနဲ့ကြုံတွေ့ရတဲ့အခါမှာဘာကပေါ်လာလဲဆိုလို့ရှိရင်ကျမတို့ဆီမှာကြောက်စိတ်ဆိုတာပေါ်လာတယ်ပေါ့နော်ကြောက်စိတ်ဆိုတာဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့ပုံမှာကျမတို့လွှမ်းမိုးထားနိုင်တဲ့အရာတစ်ခုဖြစ်တယ်ကျမတို့ရဲ့စိတ်ကိုလွှမ်းမိုးထားနိုင်တယ်ကျမတို့မှာအများကြီးသူ့ရဲ့တက်ရောက်မှုတွေ အများကြီးရှိတယ်။အဲ့တော့ကျမတို့ကဘလို့အရာမျိုးတွေကိုကျမတို့ကြောက်တယ်လေ။နော်။ဆိုလို့ရှိရင်ကျမတို့ကစမ fear of failure ဆိုတာရှိတယ်။ဘာလဲဆို fail ဖြစ်မှာကိုကြောက်တယ်။တခုခုလုပ်တဲ့အခါမှာမအောင်မြင်မှာနော်ကြရှုံးမှာဒါမျိုးကိုကြောက်တယ်။ဒါ fear of failure လို့ခေါ်တယ်။နောက်တစ်ခုကကျတော့ fear of rejection လို့ခေါ်တယ်။ကျမတို့ငင်းပယ်ခံရမှာကိုကြောက်တယ်။နော်ကိုလုပ်တဲ့အလုပ်တခုနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူး no လို့ပြောခံရတယ်။နော်ကိုကိုမရွေးချယ်ဘူး။အဆရှိတယ်တယ်မနော်။ဒါမျိုးကိုလည်းကျမတို့ကြောက်တယ်တဲ့။ နောက်တစ်ခုကကြတော့ဘာဖြစ်လဲဆိုလို့ရှင် fear of success လို့ခေါ်တယ်ကျမတို့အောင်မြင်မှာကိုလည်းကြောက်တတ်တယ်အဲကျမဆိုလို့ရှင်အရင်တော့ဆိုလို့ရှင်ကျမနော်ဒါကျမတို့က online မှာစာရေးရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအရင်တော့ဘာကိုကြောက်လဲဆိုကျမရဲ့ post တစ်ခုရေးလိုက်ပြီးတော့အဲ့ post ကအရင်ပေါက်သွားမှာဆိုကျမအရင်ကြောက်တယ်တကယ်တော့စာရေးရတဲ့သူတယောက်အနေနဲ့ post တစ်ခုပေါက်သွားရဲဆိုတာဒါအောင်မြင်တာပဲပေါ့နော်ပြောရမှာပေါ့ online မှာစာရေးရတဲ့သူတယောက်အနေနဲ့ post တစ်ခုပေါက်သွားရဲဆိုတာအောင်မြင်တယ်လို့ပြောရမှာဖြစ်တယ်ဒါပေမဲ့ကျမကကြတော့ဘလိုမျိုးဖြစ်လဲဆိုအဲ့ဒီမှာ post ပို့ပေါက်သွားရင်ဒုက္ခပဲပေါ့နော်ဆိုတော့ကျွန်မစိတ်ထဲမှာကြောက်တယ်အဲ့ဒါဘာလဲဆို fear of success ပဲဒါဥပမာတစ်ခုအနေနဲ့ပြောပြတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ post ပေါက်သွားလို့ရှိရင်ဘာဖြစ်လဲအောက်မှာလာပြီးတော့ comment တွေအများကြီးရေးကြမယ်နော်သဘောထားမတူတဲ့သူတွေပါကို community ကမဟုတ်တဲ့သူတွေအကုန်လုံးပါလာမယ်ပါလာပါလာတဲ့အခါမှာအဲ့ဒီသူတို့ဟိုတောင်းတောပြောတောင်းပြောပြောတဲ့ stress ကိုမခံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဘာဖြစ်လဲဆို post ပေါက်မှာကြောက်တယ်အဲ့လိုသဘောမျိုးနော် fear of success ဆိုတာအဲ့လိုမျိုး နောက်ထပ်ဥမာတစ်ခုပေးရမယ်ဆိုလို့ရှိရင်ထားလိုက်ပါတော့လူတစ်ယောက်က1လ5သိန်းရတယ်ပေါ့နော်အဲ့တော့ तू က2ဟနဲ့ तू အဲ့ဒီ5သိန်းလေးနဲ့ तू အဆင်ပြေတယ်ပျော်ရွှင်တယ်အဲ့တော့ तू ကစဉ်းစားကြည့်မယ်နော်အဟုတ်ပြီဒါဆိုလို့ရှိရင်5သိန်းရနေပြီးတော့ तू က3900ရအောင်လုပ်မယ်ဆိုလို့ရှိရင် तू စိတ်ထဲမှာဘယ်လိုတွေးနိုင်လဲဆိုအမ်ပေါ့နော်9သိန်းနဲ့ဆိုလို့ရှိရင်ဒီလိုနေလို့ရသေးရဲ့3900ရအောင်လုပ်ရမယ်ဆိုလို့3900နဲ့တန်တဲ့အလုပ်ကိုလုပ်ရမယ်3900နဲ့တန်တဲ့ stress ကိုတူရနိုင်မယ်စိတ်ဖိစီးမှုကိုတူရနိုင်မယ်เนาะအဲ့တော့သူကဘာဖြစ်လဲဆိုလို့ရှိရင်တော်တော်များများကျမတို့တွေကဘယ်လိုမျိုးဖြစ်ကြလဲဆိုတော့အဲ့ဒီ၅သိန်းနဲ့ပဲကျမတို့နေမယ်ဆိုပြီးတော့ comfort ဖြစ်တယ်ဆိုရယ် comfort zone တွေကိုကျမတို့ရောက်သွားတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျမ comfort zone အကြောင်းပြောမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့တော်တော်များများ comfort zone ဆိုလို့ရှိရင်ပြောကြရတယ်နော်အကုန်လုံးလည်းသိနေပြီဒါ comfort zone ကကောင်းနေမကောင်း comfort zone တွေကထိုးရအဲ့လိုမျိုးပေါ့အဆရှိတယ်ပေါ့နော်ဒါပေမဲ့ကျမတို့သိရဖို့ကဘာလဲဆိုလို့ရှိရင်လူတွေက comfort ဖြစ်ဖို့တော့လိုအပ်တယ်ပေါ့နော်ကျမတို့ရဲ့ဘဝမှာ comfortable ဖြစ်တယ်နော် comfort ဖြစ်နေရဆိုတာလေကျမတို့အတွက်မလိုအပ်ဘူးမဟုတ်ဘူးလိုအပ်တယ် နော်ဒါပေမဲ့ tomorrow ကတခါတလေကြောက်လို့ရှိရင်အဲ့ဒီ fear of success ပေါ့အောင်မြင်မှောက်ကြောက်တယ်ဒီအောင်မြင်မှုနဲ့ titan နဲ့ stress ကိုရမှာပဲနော်ဒီအောင်မြင်မှုနဲ့ titan နဲ့အလုပ်ကိုလုပ်ရမှာပဲဆိုတော့ကြောက်စိတ်ကရှိနေတဲ့အခါမှာ tomorrow ကနော်စကားတခွန်းရှိရပါလဲဆိုလို့ရှိရင် a big fish in a little pond ပေါ့နော်ဒီကန်သေးသေးလေးထဲမှာပဲငါအကြီးဖြစ်ချင်အဲအဲ့လိုမျိုးဒီစကားပုံလေးကတကယ်ကိုပြောရမယ်ဆိုလို့ရှိရင်တကယ်ကိုထိတဲ့စကားပုံလေးပါ tomorrow ်တခါလေးကြောက်လို့ရှိရင်ပြောတတ်ကြတယ်လေဘလို့ပြောကြလဲဆိုတော့အင်းကအင်ဂျယ်ပဲဆိုတော့ပြောကြအိမ်မှာပဲနေကြည့်အဲအဲ့လိုမျိုးနော်ဘာလဲဆိုတချို့လူတွေရှိရယ်လေအိမ်မှာပဲဟိုဆရာကြီးလှုပ်တာဒါပေမဲ့အဲတနေရာသွားပြီးပြောရမယ်ဆိုရမယ်လူနဲ့သူနဲ့တွေ့ရမယ်ဆိုလို့ရှိရင်ဘာဖြစ်သွားပြီလဲဆိုလို့ရှိရင်အဲ့သူမပြောတတ်တော့ဘူးမပြောရဲတော့ဘူးအဲအဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုကျမတို့ကနေရာသေးသေးလေးမှာပဲ ကျမတို့ကငါအကြီးဖြစ်ချင်တယ်အဲ့လိုမျိုးစိတ်မျိုးရှိတယ်အဲ့ဒါပါလဲဆိုရင်ကျမတို့ကြောက်စိတ်ကြောက်မလို့ကျမတို့ဖြစ်တာအပြောင်းလဲတွေကိုရင်းမဆိုင်ရဲဘူးအဲ့ဒီထဲမှာပဲကျမတို့နေနေမယ်ဒီလိုပုံစံလေးတွေပဲနေနေမယ်ဆိုတဲ့ဟာမျိုးရှိရပါတော့အဲ့တော့တကယ်တမ်းမှာဘာဖြစ်လဲဆိုလို့ရှိရင်ကြောက်စိတ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်အများကြီးပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျမပြောချင်တာကပါလဲဆိုလို့ရှိရင်ကြောက်စိတ်ဆိုတာကကျမတို့မရှောင်ပဲကျမတို့ကပြေးတွေးလိုက်တဲ့အခါမှာခိုးဘက်တစ်ချမ်းမှာသူ့ထက်ပိုပြီးတော့နော် powerful ဖြစ်တဲ့နော် ခွန်အားရှိတဲ့လူတယောက်ကဟိုဘက်မှာအမြင်နဲ့ပဲစောင့်ကြုံနေပါတော့။ဒီဘက်မှာဆိုလို့ရှိရင်တငယ်ချင်းတယောက်ရှိရဲ။အဲ့တငယ်ချင်းကဘယ်လိုမျိုးလဲဆို तू ကတိတ်မကြောက်တယ်ဘူး तू ကလေ။အဲ့လိုမျိုးကျမတို့စကားရွာပြောကြတဲ့အခါကျတော့ရှင်ကျမတို့ကြောက်တယ်ဆိုတဲ့အရာတွေက तू နဲ့ပြောလိုက်လို့ရှိရင် तू ကဘာမှအဲ့ဒီကိစ္စကြောက်စရာမရှိဘူးဆိုပြီးတော့နော်သူ့ရဲ့အတွေ့အမြင်ကို तू အဲ့လိုမျိုးပြောတဲ့အခါမှာကျမတို့ကြောက်နေတဲ့ဟာဘာဖြစ်သွားလဲဆိုလို့ရှိရင်ပျောက်သွားတယ်နော်။အဲ့ဒီခါကျကျမတို့ကသူ့ပြောကြတာဗောဟဲ့ဘောနော်နင်ငါငါ နေကအရင်တတိရှိရပဲပေါ့နော်တတိရှိရဆိုတော့ရဲရင်နေပေါ့သူကအဲ့လိုမျိုးအဲငါတို့ဆိုလို့ရှိရင်တော့အဲ့လိုအရင်ကြောက်မှာပဲနေ့ညမှာဆိုလို့ရှိရင်ငါတို့သူအရင်ကြောက်မှာပဲအဲနေတော့ဘလို့ဖြည့်ရှင်းလိုက်တယ်ကျွန်တော်တို့ဒါမျိုးပြောတယ်ပြောရတဲ့အခါကျတော့ तू က ဘာပြောလဲဆိုလို့ရှိရင်ကြောက်စိတ်ဆိုတာသူ့ရက်လိုက်တာမဟုတ်ဘူးเนาะကျမတို့အားလုံးအတွက်သူတယောက်တည်းအတွက်မဟုတ်ဘူးကြောက်စိတ်ဆိုတာကျမတို့အားလုံးရက်လိုက်တာမဟုတ်ဘူး block လုပ်တာမဟုတ်ဘူးကျမတို့ပို့ပြီးတော့ grow ဖြစ်အောင်လမ်းဖွင့်ပေးတဲ့အရာတခုအဲ့တော့ तू ဟာသူ့ရဲ့ life မှာတခုရှိတာဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီ experience ပေါ့နော်သူရဲ့ life experience မှာသူကဘာဖြစ်ဘူးလဲဆိုတော့ထောင်ကြဘူးရယ်။နော်ပို့စုပ်ပစက်ကိုသူကထောင်ကြဘူးရယ်။နော်အဲ့ခါကျတော့သူကဘာဖြစ်လဲဆိုသူ့ဘဝမှာအဲ့ဒီကိစ္စကြီးကအရင်အရင်ကြီးကျယ်တဲ့ကိစ္စကြီးတခုဖြစ်တယ်။ ဖြစ်တယ်ဆိုတဲ့အခါကျတော့ကျမတို့တာမန်ချောက်တယ်ဆိုတော့အရာတွေကသူ့သူ့ကျမတို့ address လုပ်ပြလိုက်တယ်ဗောနောငါတို့ဒီအကြောင်းအရာနဲ့ပတ်သက်ရင်ငါဒီလိုချောက်တယ်ဆိုရင်အဲ့အရာသူ့အတွက်ကသိချောက်စရာမကောင်းဘူးသူ့အတွက်ကပြင်းအောင်ပြင်းသေးရဲ့ဆိုတာမျိုးဖြစ်တယ် နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့အများကြီးအကြီးတစ်ခုကိုလူတစ်ယောက်ကကြော်ဖြတ်ပြီးသွားတဲ့အခါကျတော့ကျင်သူကိုယ်၌က powerful ဖြစ်လာတယ်နောက်တစ်ခုကကျတော့ဘာလဲဆိုခုနပြောသလိုပေါ့အဲ့ဒီကြောက်စိတ်ဆိုတာကိုဖြတ်ကျော်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုခွန်အားရှိတဲ့လူတစ်ယောက်ကဟိုဘက်မှာစောင့်နေရဆိုတဲ့အခါမျိုးပေါ့နော်အဲ့လိုကိုကိုကိုပြန်ပြီးတော့တွေ့ရတဲ့ဟာပေါ့နော်ခုနပြောရဲကြောက်စိတ်ဆိုတာမရှိတော့တုံတန်ယုံဟာကိုလည်းဘာဖြစ်လဲဆိုဖြည့်ရှင်းနိုင်တယ်ဆိုတဲ့အမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်လဲဆိုကျမရဲ့ career ပေါ့ကျမရဲ့အသက်မွေးဝမ်းကြောင်း ကျွန်မ profession အလုပ်ပေါ့နော် career အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မဒီအများအမဲဘယ်လိုမျိုးကျွန်မတွေးတက်လဲကျွန်မအဲကျွန်မ grow ဖြစ်ချင်တယ်နော် grow ဖြစ်ချင်တယ်ဆိုတော့ဗာလဲဆိုကျွန်မအောင်မြင်ချင်တယ်နော်တို့ရချင်တယ်ပတ်စံပူရချင်တယ်အလုပ်ပူလုပ်နိုင်ချင်တယ်เนาะကျွန်မပို့ပြီး creative ဖြစ်ချင်တယ်အစရှိတဲ့ပြင်ပေါ့เนาะဟိုအဲ့ဒါမျိုးကိုကျွန်မအမြဲတမ်းစဉ်းစားနေရဲ့စဉ်းစားတတ်တဲ့လူတယောက်ပေါ့လေ ဲ့ခါကျတော့ဘယ်လိုမျိုးဖြစ်တယ်ဆိုကျမပုံစံကဘာနဲ့တူလဲဆိုကျမအမြဲတမ်းတောင်တက်နေတာတောင်တက်နေတယ်လို့မျိုးပဲတောင်တက်နေရလဲတူတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျမအဲရောက်နေတဲ့နေရာတစ်ခုကိုကျမပို့ပြီးမြင့်တဲ့အရာတစ်ခုရောက်ချင်တယ်ပို့ပြီးကောင်းတာတစ်ခုလုပ်ချင်တယ်ပို့ပြီးအစ်စ်တစ်ခုဖန်တီးချင်တယ်အဲ့လိုမျိုးဖြစ်တဲ့အခါမှာ ကျမလိုချင်တာဒီကျမရဲ့ခေါင်းပေါ်အထက်မှာအမြင်နဲ့ပဲရှိနေတဲ့အတွက်ကြောင့်မလို့ကျမတဲ့အမြင်နဲ့ပဲမြင်နေမြင်နေတော့ကျမအဲ့ဒီမြင်တဲ့နောက်ကိုကျမလိုက်ရင်လိုက်ရင်လည်းဘယ်လိုမျိုးဖြစ်လဲဆိုကျမတောင်တက်သလိုမျိုးဖြစ်တယ်နော်အဲ့တော့ဖြစ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်တခါလေကြာလို့ရှိရင်ကျမမိုးပန်းတယ်တကယ်တကယ်မိုးပန်းတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုလုံနေရာတွေကလည်းအများကြီးပဲနော်လှုပ်ချင်တာတွေကလည်းအများကြီးပဲနော်ဖြစ်ချင်တာတွေကလည်းအများကြီးပဲအဲ့ဒါကိုကျမဟိုလှန်လှန် မိအောင်ပေါ့ကျမယူနေတယ်အဲ့ခါကျတော့ကျမပုံစံကဘာဖြစ်လဲဆိုတောင်တက်တယ်လို့ကျမဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာစိတ်ထဲမှာမောပွင့်လာတဲ့အချိန်မှာကျမလည်းဘယ်လိုမျိုးတွေးတတ်လဲဖြစ်မှာဖြစ်ပါမလားမသိဘူးဆိုတော့ကြောက်စိတ် နော်ဖြစ်တာပဲနော်ဒါဒီအခြေအနေတစ်ခုကအခုဒီမှာအသားကျနေရယ်နော်အလုတ်ကင်အခြေအနေတစ်ခုမှာကျမဒါကိုတစ်ခုပြောင်းလိုက်မယ်ဆိုလို့ရှိရင်နော်ခုနပြောသလိုပေါ့၅သိန်းနဲ့မနေတော့ဘူးနဲ့၃50ရအောင်လုပ်မယ်စသဖြင့်တင်ပေါ့နော်အဲ့လိုမျိုးပြောင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ပြောင်းလဲမှုတွေကအဆင်ပြေပါမလားဘာတွေရှိနိုင်မလဲဆိုတော့အဲ့လိုမျိုးတွေနဲ့ကိုကမောပန်တဲ့ဟာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါကျမတယောက်တည်းမဟုတ်ဘူးဘယ်သူမှဆိုဖြစ်မှာပဲအဲမနစ်တုန်းကဆိုလို့ရှိရင်ကျမအောက်ဆိုးချီရော်ကြီးနဲ့ကျမတွေ့ရတယ်တွေ့ရခါကျတော့ အဲဆရာတော်ကဒီလိုပေါ့နော်ကျမကျမစာရေးတဲ့သူဆိုတော့ဆရာတော်ကအမြဲတမ်းမေးပါတယ်ဘာစာအုပ်တည်ရေးနေလဲဘာဖြစ်တယ်ညာဖြစ်တယ်အဲအဆရှိတဲ့ပြင်ပေါ့လေဆိုတော့ကျမကလည်းဘာရေးနေရဲနော်နောက်ဘာအစ်စ်ထွက်ဖို့ရှိရဲဘာညာဆရာတော်ကိုကျမလျှောက်တဲ့အခါကျတော့ဆရာတော်ကဘာပြောလဲဆိုတော့ဟိုရဲဟိုတခုပေါ့နော်သူသတိပေးချင်တာတခုကဘာလဲဆိုစာစာအုပ်အစ်စ်ရေးရဲဆိုလို့ရှိရင်အဲ့စာအုပ်အစ်စ်အတွက်က motivation လည်းရှိတယ်စတက်စ်လည်းရှိရဲပေါ့နော်အဲ့တော့ဘာလဲဆိုလို့ရှိရင်စာအုပ်အစ်စ်မှာပဲ ဟို energy ကိုမထည့်နေပေါ့ပြောသူပြောတဲ့သဘောကတော့เนาะဘာဖြစ်လို့လဲဆိုတော့ကိုယ်အနောက်မှာရေးခဲ့တဲ့ စာတွေကိုလည်းပြန်ကြည့်ပေါ့လေအဓိကဘာလို့တင်လဲဆိုကိုအနောက်မှာရေးခဲ့တဲ့စာတွေကိုတော့ဘလောက်အထိလူတွေပေါ်မှာစာဖတ်တဲ့သူတွေပေါ်မှာ impact ဖြစ်လဲ positive impact တွေကိုဖြစ်စေတယ်လဲပေါ့နော်အဲ့ဒါလေးကိုကြည့်ပါဆိုပြီးတော့ကျွန်မတို့ပြောတယ်အဓိကတော့ဆီတော့ပြောနေကြတဲ့အတိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒါဘာလဲဆိုလို့ရှိရင်မုဒိတာပေါ့နော်ကိုယ့်ဟာကိုမုဒိတာပွားဖို့ကိုယ့်ဟာကိုကျေးဇူးတင်တတ်ဖို့အဲ့ဒီဟာကိုဆီတော့ပြောတာပေါ့လေအဲ့တော့ကျွန်မအဲ့ဒါလေးကိုပြန်ပြီးတော့ကျွန်မစဉ်းစားမိရေပေါ့နော်စဉ်းစားမိရဲ့အခါကျတော့ကျွန်မဘာကိုတွေးလဲဆိုတော့ ကျမကခုနပြောသလိုတောင်တက်သလိုမျိုးပဲကျမတက်နေရဲ့အပြောင်းလဲတွေကြုံရတယ်။နော်ကျမကြောက်တဲ့အရာတွေရှိတယ်။နော်ရုပ်ရည်ပြောင်းလဲသွားတဲ့အခြေအနေတွေကြောင့်ပါနော်ဒီအာဒီလိုမျိုးလှိုင်းနေနော်လေတွေထန်နေတဲ့အချိန်မှာဒီပင်လေးဒီမြေကမ်းပါးကြီးရောရောက်အောင်ဘယ်လိုမျိုးဖြတ်ကူးရမလဲဆိုတဲ့ဟာမျိုးတွေကျမကျမရှိတယ်။အဲ့တော့ကျမကဘာဖြစ်လဲဆိုကိုယ့်ရဲ့ နော်ဟိုကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့ concern တွေစိတ်ဆိုးရိမ်ပူပန်မှုတွေအကုန်လုံးဒီဘာလဲဆိုအရှိမပဲသွားပြီးတော့ပုံအောထားတာပေါ့နော် ပုံအောတဲ့အခါမှာဘာဖြစ်လဲဆိုတော့အရင်များနေမြင့်နေရဆိုတဲ့ဟာမျိုးဖြစ်တယ်ဒါပေမဲ့ကျွန်မအဲ့ဒါကိုကြားလို့ပြောတာနေကျွန်မပြန်ပြီး reflect လုပ်ကြည့်လိုက်တဲ့အခါမှာဘာကြီးကိုကျွန်မပြန်မြင်နေဆိုတော့ကျွန်မကိုယ်တိုင်တိဆောက်ထားခဲ့တဲ့တောင်းရင်းကိုကျွန်မပြန်ပြီးမြင်တယ်ဒါတကယ်ဟိုအားရှိစရာပဲပေါ့နော် ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဒါကျွန်မတယောက်တည်းမဟုတ်ဘူး တော့အကုန်လုံးအကုန်လုံးအခုဒီမှာနားထောင်နေ participant တွေအကုန်လုံးကကျမတို့ကရှေ့ကိုပဲကျမတို့မျှော်ကြည့်ပြီးတော့เนาะဒီလိုမျိုးအခြေအနေတွေကြားထဲမှာကျမတို့ဘယ်လိုမျိုးပုံစံနဲ့သွားမလဲဆိုတာမျိုးသွားတာအဲ့တော့ကျမကတော့တောင်းတက်တယ်လို့ဖြစ်နေတယ်။ဒါပေမဲ့တကယ်တော့ကျမတို့အားလုံးစီကျမတို့တိဆောက်ထားခဲ့တဲ့တောင်းကြီးဆိုတာအကြီးကြီးတွေပဲဖြစ်တယ်။နောက်ကျမတို့နောက်မှာ ရှိနေပြီးသားကျမတို့အဲ့တောင်ကြီးတွေကိုဖန်တီးခဲ့ပြီးသားဖြစ်တယ်အဲ့တော့ကိုကဒီအခြေအနေတိကိုကျမတို့ရောက်လာခဲ့တယ်နော်ဒီလိုလမ်းတွေကိုကျမတို့ဖြတ်တန်းလာခဲ့တယ်ဖြတ်လျှောက်လာခဲ့တယ်နော်အဲ့ဒီခါမှာပါဖြစ်လဲကိုစိတ်ထဲမှာတော့ကိုကအတက်ကြီးပဲပေါ့နော်ဘယ်တော့မှအနာမရအောင်အဲ့လိုမျိုးထင်ပေမဲ့တကယ်တော့ကျမတို့ကအများကြီးပဲကြော်ဖြတ်လာခဲ့တယ်ပေါ့နော်အဲ့ဒါကိုဒီမှာသိစေချင်တယ်ကျမတို့အရှိကိုကြီးပဲဆက်သွားတာမျိုးမဟုတ်ဘဲနဲ့ကျမတို့အနောက်ကိုလည်းပြန်လှည့်ကြည့်ပေးပါအနောက်ကိုပြန်လှည့်ကြည့်ဖို့လိုတယ်။အဲ့ဒီခါမှာကိုဖြတ်တန်းလာခဲ့ခရီးကိုကျမတို့တွေ့ရလိမ့်မယ်ပေါ့နော်။အဲ့တော့ကိုကကြောက်တယ်ဆိုလို့ရှိရင် နော်ကြောက်စိတ်ပေါ်လာတယ်ဆိုတော့ကျမတို့ဘယ်လိုမျိုးကိုကိုမေးကြည့်မလဲအခုငါဒီနေ့ကြောက်နေတာဘာလဲဆိုပြီးတော့ကျမတို့မေးကြည့်ပါနော်ကိုကြောက်နေတဲ့အရာကိုဘာလုပ်လို့ရလဲအဲ့ဒီကြောက်တဲ့အရာကိုကိုဘာလုပ်လို့ရလဲနော်ဘယ်လိုပုံစံနဲ့သွားလဲအဲ့ဒါကိုကျမနောက်အပိုင်းမှာဆက်ပြောပြောမယ်ပေါ့အဲ့တော့ကျမတို့ကဒီနေ့ကြောက်နေတယ်နော်ကျမတို့အဲ့ဒါကိုရင်မဆိုင်ဘူးကျမတို့ထွက်ပြေးနေတဲ့မြာဘာဖြစ်လဲဆိုတော့ကျမတို့နောက်ထပ် breakthrough တစ်ခုကိုကျမတို့တွေ့မှာမဟုတ်ဘူးရောက်မှာမဟုတ် နော်အဲ့တော့ဒါကိုကျမတို့ရင်ဆိုင်လိုက်တယ်ကိုကျော်ဖက်လိုက်တဲ့ဟာတွေကိုကြည်လိုက်တယ်ဆိုလို့ရှိရင်နော်ကြောက်စိတ်ကျမတို့ရော့ပါသွားတယ်ဒီလိုမျိုးပြောရမှာဖြစ်တယ်ပေါ့နော်ဒါသူ့ရဲ့ boundary ပဲလေနော်ကိုကသူ့ရဲ့ boundary ကို respect လုပ်ပြီးတော့ကျမတို့ပြန်လာမှာပဲဖြစ်တယ်သွားပြီးတော့နော်သူ့ကိုသွားပြီးတော့ကျမတို့ဟာသူ့ရဲ့တကားမဖွင့်ပေးဘူးဘာကြီးမှမသိဘူးကျမတို့ဒါမျိုးတော်ပြောလို့မရနောက်တစ်ခုကျမတို့ out of control မှာရှိရဲ past mistakes တွေကျမတို့အရင်တော့လုပ်ခဲ့မိတယ်အမှားတွေเนาะရှိနိုင်တယ်လူတွေကကျမတို့ကဒါ ဟိုတာမန်ပုရုဇဉ်လူသားတွေဖြစ်တဲ့အတွက်ကြောင့်မို့ကျမတို့မှာเนาะသူတို့အမားတွေဆိုရှိနိုင်တယ်ဒါပေမဲ့အဲ့အမားတွေမှာလည်းကျမတို့ control လုပ်လို့မရဘူးပြင်လို့မရတော့ဘူးလေမှားပြီးသွားပြီဆိုလို့ရှိရင်မရတော့ဘူးเนาะအဲ့လိုသဘောမျိုးရှိရယ်เนาะနောက်တစ်ခုကကျတော့ the outcome of my efforts เนาะဒါပါလဲဆိုရှင်ကိုလုံးလိုက်တဲ့調査အားထုတ်မှုတခုဒါပေမဲ့ကိုကတော့အကောင်းဆုံးလုပ်လိုက်တယ်ဒါပေမဲ့ရလက်ကတော့မသိဘူးเนาะကိုကတော့ဥမာထားလိုက်ပါတော့ဆာမေးဝဲဖြေတယ်အကြောင်းစားတယောက်ကဆာမေးဝဲဖြေဆိုသူကအကောင်းဆုံးတော့လုပ်တယ်သူ့ရဲ့ အဲ target ကပါလဲဆိုတော့ तू က distinction ၅ခုနဲ့ तू အောင်ရမယ်ဆိုပေမဲ့တကယ်တမ်းအောင်ချင်မလဲအောင်မလဲ၃ခုလောက်ပဲပါလာတာပဲဖြစ်ဖြစ်နိုင်เนาะအဲ့တော့ဒီချို့ outcome စီပေါ်မှာကျွန်တော်တို့ကသွားပြီးတော့ control လုပ်လို့မရအောင်။နောက် control လုပ်လို့မရတဲ့အရာရှိဥပမာ natural disaster ရေကြီးဒီထဲမှာတော့ကျွန်တော်မမြင်ထားဘူး။နော်မပါဘူးပေါ့နော်။ဒီထဲမှာမပါနိုင်ဘူး။ natural disaster ရေကြီးရာတို့မီးတောင်ပေါက်တာတို့နော်ဒါမျိုးတွေကျွန်တော်တို့ control လုပ်လို့မရတဲ့အထဲမှာပါတယ်။နော်မိုးရွာတာတော့ control လုပ်လို့မရအောင်။နော်မီ point မှာကျမတို့သွားပြီးတော့စောင့်နေရတယ်။မီ point မိနေရယ်နော်။အတောင်ပံထုတ်ပြီးတော့လည်းကားကိုပြန်လို့မရအောင်နော်။ဒီတိုင်းပဲစောင့်နေရမှာပဲ။မီ point ပိတ်တယ်မတက်နိုင်နော်။ဒီလိုမျိုးရှိတယ်။အဓိကလုံစင်ကျင်တာတခုပေါ့နော်။အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမတို့စီမှာ trigger တခုခုပေါ်လာမယ်။ကျမတို့ဘာတွေဘလို့ဒီဒီအခြေအနေတခုကိုကျမတို့ဘယ်လိုမျိုး သွားမလဲဘယ်လိုရင်ဆိုင်မလဲเนาะဘယ်လိုကြော်ဖြတ်သွားမလဲအဲ့ဒီခါမှာကျမတို့ရဲ့ focus တွေကိုပြည့်ပြည့်စုံစုံဖြစ်အောင်လို့ကျမတို့ဒီလိုမျိုးဒီ control circle လို့ခေါ်ရပေါ့เนาะအဲ့ဒါလေးကိုဘာလုပ်စီခြင်းလဲဆိုလို့ရှိရင်ကျမတို့ဆွဲကြည့်စီခြင်းအဲ့ဒီစဝိုင်းတွေကိုဆွဲကြည့်စီခြင်းလေကိုဖြစ်နေတဲ့အဖြစ်ပြက်တွေကြုံတွေ့နေရတဲ့အကြောင်းအရာတွေသတင်းအချက်အလက်တွေเนาะအဲ့ဒီအဟာတွေကဘယ်မှာရှိရလဲအပြင်စဝိုင်းမှာစဝိုင်းရဲ့အပြင်ဘက်မှာရှိရလားကျမမဟုတ်စဝိုင်းရဲ့အတွင်းထဲမှာရှိရလားเนาะအဲ့ဒီအခြေအနေတွေကကိုအခုကြုံနေရတဲ့အခြေအနေတွေကကိုထိန်းချုပ်နိုင်လား တော့ကိုမထိန်းချုပ်နိုင်တဲ့အခြေအနေလေ။အဲ့တော့ကိုကအဲ့ဒီအခြေအနေတွေကိုထိန်းချုပ်လို့မရဘူးဆိုလို့ရှိရင်ကိုထိန်းချုပ်လို့ရတဲ့အခြေအနေတွေကဘာတွေဖြစ်နိုင်မလဲနော်။ဒီအရာနဲ့ပတ်သက်တယ်ဒီကိစ္စနဲ့ပတ်သက်တယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုကဘလို့အရာတွေကိုနော် focus လုပ်ရမလဲကျမတို့ဘလို့တုံ့ပြန်ရမလဲဆိုတဲ့ဟာမျိုးကိုကျမတို့ဒီမှာသိလာလိမ့်မယ်နော်။ဒါကျမတို့ရဲ့ focus ကိုပြောတာဖြစ်တယ်။